American F22 တိုက်လေယာဉ်မိုတူရဲ့အနာကလေကြောင်းစစ်ဆင်ရေးစွမ်းရည်တရုတ်ပြတ်တာမှုဒီတရင်ကစိတ်ဝင်စားစရာမကောင်းလားစစ်မြေပြင်မှာလေယာဉ်မိုတူဟာကိုပိုင်တိုက်လေယာဉ်ကို မောင်းနှင်နေရင်နောက်ထပ် drone တစ်စီးကိုပါတပြိုင်တည်းထိန်းချုပ်ကုတ်ကဲနိုင်မယ်ဆိုရင်အနာကလေကြောင်းတိုက်ပွဲတွေက ဘယ်လိုပုံစံမျိုးဖြစ်လာနိုင်မလဲအမေရိကန်ပြည်ထောင်စုရဲ့အဆင့်အမြင့်ဆုံးတိုက်လေယာဉ်တွေတဲကတစည်းဖြစ်တဲ့ F-22 ရဲ့လေယာဉ်မှူးတူဟာအမခန်းစမ်းသပ်မှုတစ်ခုကိုအောင်မြင်စွာတိမြောက်ခဲ့ပါတယ်ဒီစမ်းသပ်မှုဟာလေယာဉ်မှူးကကိုပိုင် F-22 ကိုပြန်လည်နေချိန်မှာပဲနောက်ထပ် AMCU-20 အမျိုးအစား drone တစည်းကိုပါကြပြိုင်နဲ့တွဲဖက်ထင်းချုပ်ကုတ်ကဲနိုင်ခဲ့တာပဲဖြစ်ပါတယ် ူနဲ့ AI ပေါင်းစပ်ဆက်ဆင်ရေးဒီတရုတ်ပြမှုကိုလှုပ်ဆောင်ခဲ့တဲ့ F22 ကိုထုတ်လုပ်တဲ့ Lockheed Martin ကုမ္ပဏီကဒီစွမ်းရည်ဟာတစ်စမမျိုးဆက်တိုက်လေယာဉ်တွေအတွက်ဖြစ်တယ်လို့ဆိုပါတယ်ဒီစွမ်းရည်ဟာဒေချောင်းဆက်ဆင်ရေးရဲ့လိုအပ်ချက်တွေကိုပြည့်ဝစေမဲ့အနာဂတ်လည်လာမှုဖြစ်တယ်လို့လည်းပြောပါတယ်စမ်းသပ်မှုအသေးစိတ်အရနေဘာရာပြည်နယ်လက်ဘီကတ်စ်မြို့မှာရှိတဲ့ Nellis Leader Scan အခြေဆိုင် F22 တစ်စီးရဲ့လေယာဉ်မှူးဟာလေထဲမှာ ပြန်ဝဲနေတဲ့ MQ-20 drone ကို၎င်းရဲ့ S22 လေယာဉ်နဲ့အတူတပြိုင်တည်းထိန်းချုပ်နိုင်ခဲ့တာပါ။ဒီနည်းပညာကလေယာဉ်မှူးတအုပ်ကိုစစ်ဆင်ရေးမစ်ရှင်လုံးဆောင်နေစီမှာပဲ drone အရန်အင်အားကိုပါလိုတလိုခိုင်းစေနိုင်တဲ့အခွင့်အရေးကို ပေးစွမ်းမှာဖြစ်ပါတယ်။ စစ်စင်ရေးစွမ်းရည်မြင့်တင်ခြင်းလော်ဟီမာတင်ကုမ္ပဏီဟာ F22 နဲ့ F35 တို့လိုကျစ်မမျိုးဆက်အဆင့်မြင့်တိုက်လေယာဉ်တွေမှာရန်ရည်တု AI နည်းပညာသုံး drone တွေကိုပါခဲ့သွင်းအသုံးပြုနေရပါ drone တွေနဲ့အတူလူလိုက်ပါတဲ့တိုက်လေယာဉ်တွေဟာဟန်ချက်ညီညီပေါင်းဆက်ပြန်တမ်းမဲ့ ဘာဘူဟာစီမံကိန်းကိုအကောင့်ထည့်ဖို့နေရလဲဖြစ်ပါတယ်။တိုက်လေရင်တွေကို drone တွေကခြံရံပြန်တန်းပေးခြင်းအပြင်ရန်သူလှုပ်ရှားမှုကိုထောက်လန်းရမှာပုံမှုထိရောက်လာမယ်။လေယာဉ်မှုအတွက်စစ်ရေးတရင်အချက်အလက်ပုံမှုရရှိလာမယ်။ခြုံငုံကြည့်မယ်ဆိုရင်စစ်စင်ရေးစွမ်းရည်ကိုတိတိသာတိုးတက်စေမှာဖြစ်ကြောင်းကုမ္ပဏီကမှတ်ချက်ပေးထားပါတယ်။ Lockheed Martin ကုမ္ပဏီဟာ AI အထောက်အပံ့ပေါင်းစပ်စီမဲ့လေကြောင်းစစ်စင်ရေးနည်းပညာပိုင်းနဲ့ပတ်သက်လို့နှစ်အတော်ကြာသုတေသနပြုလေ့လာနေခဲ့တာပါ။ယခုအောင်မြင်မှုဟာအမေရိ ริกันလေတက်ရဲ့အနာဂတ်အတွက်အလွန်အရေးပါတဲ့ခြေလှမ်းတရက်လို့ဆိုနိုင်ပါတယ် F22 ရဲ့ဂုံတရင် F22 တိုက်ရရင်ကိုလေချောင်းစုံမိုးရဲ့အတွက်အဓိကယူရထုတ်လုပ်ထားတာဖြစ်ပါတယ်လက်ရှိကဘာပေါ်မှာထုတ်လုပ်ခဲ့ဖူးသမျှစွမ်းဆောင်ရည်အမြင့်ဆုံးတိုက်လေရင်တွေတဲကကစီအဖြစ်သတ်မှတ်ခံရပါတယ်အမေရိကန်အနေနဲ့၎င်းရဲ့ဤပညာလိုအပ်ချက်တွေကိုကာကွယ်ဖို့အတွက် F22 တွေကိုပြည်ပနိုင်ငံတင်ပို့ရောင်းချခွင့်ကိုပါပိတ်ပင်ထားပါတယ်ဒါက F22 ရဲ့ထူးခြားမှုကို ပြသနေပါတယ်ဒီလိုနီးပညာတွေတိုးတက်လာတဲ့အမျှအနာဂတ်လေကြောင်းတိုက်ပွဲတွေမှာလူလိုက်ပါတဲ့လေယာဉ်မှုတွေရဲ့အခန်းကဏ္ဍကဘလို့ပြောင်းလဲလာနိုင်မယ်လို့တင်ထင်မိပါတယ်တင့်ရဲ့ခင်ဗျာချက်ကိုကောမန့်မှာမျှဝေပေးခဲ့ပါဦးခင်ဗျာ